ိစေများအားလုံးမင်္ဂလာပါ။ကဲကျွန်တော်တို့နော် short vowel sound a a ရဲ့အတန်လေးကိုထပ်ပြီးတော့နည်းနည်းလေးထပ်ပြီးတော့လေ့ကျင့်လိုက်ရအောင်။ဘလို့ထွက်မလဲ။အာအတန်လေးဖြစ်ပါတယ်။မေးကိုဖြစ်နိုင်ရင် အောက်ကိုရှင်းနေသလားစူးစမ်းပြီးတော့ချပြီးတော့လေ့ကျင့်ပါ။ Okay ။ကဲဒါဆိုရင်ဒါလေးနဲ့ပေါင်းလိုက်တော့ m m လေးဆိုရင်ကျွန်တော်တို့ကပါးစပ်လေးပိတ်လိုက်တယ်ပေါ့။ Okay နော်။အကြမ်းမြအဖြစ်ပါးစပ်လေးပိတ်လိုက်တယ်။ဒါဆိုရင်ဒါလေးထွက်ကြည့်ပါဦး။ cam ယမ်ယူတိုကေကဲဒါဆိုအင်းနဲ့ထီလေးနဲ့ပေါင်းထားလဲတည်ပြီးသွားပြီ at okay ပေါင်းထွက်လိုက်တော့ cat sat hat ကဲအင်းလေးနဲ့အန်လေးနဲ့အန်လေးနဲ့ထွက်တဲ့အခါကျရင်ဒီရှားလေးကတဖုံးနောက်လေးကိုလာပြီးတော့ထောက်တယ်အန်တန်လေးမှာ rain pain can okay ဒါဆိုရင်မိတ်ဆွေတို့ a short vowel sound အတန်လေးတွေ အဲအများကြီးထွက်တက်သွားပြီဒါဆိုရင်ကျွန်တော်တို့စာကြောင်းလေးကိုလေကြည့်ပြီးတော့ဖတ်ကြည့်ရအောင် <laughs> ham and yam the ham is in the pan the yam is in the pan the cat ran to the pan the cat ate the ham. The cat ate the yam. Good, okay. အဲ့တော့စာကြောင်းလေးတွေကိုဖြင်းနိုင်ရင်ဖြင်းနိုင်သလောက်မြင်မြန်လေးကြိုးစားပြီးတော့လေ့ကျင့်ပါ အိမ်မှာနော်။ Okay. ကဲဒါလေးကတော့ i လေးနဲ့ n လေးဆိုရင်ဒါလေးကဘယ်လိုထွက်လဲဒီတန်လေးနဲ့နော် in ဆိုရဲအတန်လေးထွက်ပါတယ်ကဲနောက်ထပ်ဆက်ပြီးတော့ကျွန်တော်တို့လေ့ကျင့်လိုက်ရအောင်ကဲဒါလေးက ရွှေအတန်လေးနဲ့လည်းထုတ်တယ်နော်ဒီလိုအတန်လေးနဲ့ has has ကဲဒါလေးတွေမှတ်ထားပါအောင် is ဆိုရင် is okay နော် age as ဆိုရင် has w a s ဆိုရင် was was okay နော် as နေရာမှာ as လေးရေးထားပြီမယ်သူတို့ရဲ့စကားလုံးရဲ့နေရာမှာ z အတန်လေးထွက်ပါတယ် z အတန်လေးထွက်ပါတယ် okay နော် ကဲဒီစကလုံးလေးနှလုံးကိုဆက်မပြောခင်ပြောခြင်းပါတယ်ဒီစကလုံးလေးနှလုံးက UK US အတန်းကွာခြားမှုရှိပါတယ်နော်အဲ့တော့ UK US ကဘလို့ကွာလာလဲဆိုရင်ကျွန်တော်တို့အခု လေ့ကျင့်နေတာဒီ AA short vowel ဆောင်အအတန်ဖြစ်ပါတယ် okay နော် now MASS ဆိုရင်ကျွန်တော်တို့ကဲထွက်ကြည့်လိုက်မယ် mass ထွက်လိုက်တယ် okay နော်နောက်ပြီးတော့ a အတန်နဲ့လည်းရှိပါတယ် mass okay နော် pass a အတန်နဲ့ရှိသလို a အတန်နဲ့ ဟာအစားရှိတယ်ပြေအဲ့လိုအတန်လေးနှစ်တန်းရှိပါတယ်အဲ့တော့ dictionary ကြည့်တဲ့မိစေများဟာဆရာကြီးဒါကြီးကမဟာဆလို့ထွက်တယ်ဖာဆလို့ထွက်တယ်မဟုတ်ဘူးလားလာမေးမှဆိုလို့တခါတည်းရှင်းပြရတာနော်ဘာလဲဆိုရင် UK US အတန်လေးနှစ်တန်းထွက်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီလောလောဆယ်တော့ကျွန်တော်တို့လေ့ကျင့်နေတဲ့ AA ရှုတာဝယ်ဆောင်အတန်အအတန်နဲ့ပဲကြိုးစားပြီးရော ကျွန်တော်တို့လေ့ကျင့်ကြပါမယ်နော်ဒါဆိုထွက်ကြည့်လိုက်တော့ mass s good okay đó rồi đi đi anh nào mà ở đây lý à ha gì đi này bây giờ đây gì đây đi à g nãy cô ở thua lại đó egg egg okay đó rồi chúng ta thua gì lại à bag rag tag van can man good okay đó rồi em biết rồi đó Ê lý ấy short vào vào sau đi, đó đó thoát ra này bị về. ဒါဆိုရင်ကျွန်တော်တို့ဒီစာကြောင်းလေးရောဖတ်ကြည့်လိုက်အောင် Sam has Sam has a bag okay အဲ့တော့ကျွန်တော်တို့အတန် link ချိတ်တာလေးဒါတွေကိုအာရုံမစိုက်ပါနဲ့ဟောနောက်ပိုင်းမှာ linking sound သင်ခန်းစာလေးတွေကိုလေမိတ်ဆွေတို့ကိုမျှဝေပေးပါမယ်စိတ်မပူပါနဲ့เนาะတလုံးချင်းကိုပဲရအောင်ကြိုးစားပြီးတော့ထွက်ကြည့်ပါ Sam has a tag. the tag is on the bag. Sam has a man. Sam has a van. Good. The man is in the van. Good. Okay, that's all. These are only the go. Basically, GB. Charlie, letter A. short vowel sound အတန်လေးအဲအဲ့ဒီအတန်လေးကိုပိုင်နေတော့မှာဖြစ်ပါတယ်လေ့ကျင့်တဲ့အခါကျရင်ဖြေနိုင်သမျှစူးစမ်းပြီးတော့မေးကိုအောက်ချပြီးတော့အတန်လေးထွက်ပါအဲအဲ good okay ဒါဆိုရင်ကျွန်တော်တို့နောက်မျှဝေမှုမှာပြန်ပြီးတော့တွေ့ကြပါမယ်များများလေ့ကျင့်ကြပါခင်ဗျာ